ဟယ်လိုဝိဒမ်ဘောချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီဇင်ဘာနေ့ရက်နေ့အင်္ဂါနေ့ဒီနေ့ပေါ့ကြီးကိုကြည့်ပြီးတော့မနက်ဘော်ဒဘူးနေ့မနက်မှာရှင်မန်ကစားမဲ့ဖူဟန်နဲ့မန်ချက်စတာစီးတီးဘုံမောင်းနဲ့အေဗာဒန်နေယူကာဆင်နဲ့စပါရိုရဲ့ပွဲတင်သုံးပွဲကိုပွဲချူသုံးသက်ခံမှန်းပေးတော့မှာပါအင်းတို့နေနဲ့ဖူဝင်နေတဲ့အင်္ဂမရှင်မြန်ကစားမဲ့မန်ချက်စတာစီးတီးပွဲစဉ်ကိုပွဲချုပ်တော့တဲ့ခံမပေးကြပါရယ်။နောက်ဆုံးပရီးမီးယားလိဂ်၄ပွဲမှာ၃ပွဲနိုင်ခဲ့ပေမဲ့ဖူဟန်အသင်းကလက်ရှိအမှတ်ပေးစရာရဲ့အဆင့်၅နေရာမှာရပ်တည်နေတာပါ။ မန်ချက်စတာစီးတီးကတော့ပြီးခဲ့တဲ့ပတ်လုံးကလွဲပေးခဲ့ရတဲ့ဒုတိယနေရာကိုပြန်လဲရောက်လာသလိုထိတ်ဆုံးကအာဆင်နယ်နဲ့လည်းငါးမှတ်သာကွာပါတော့တယ်ဒီအရီမန်ချက်စတာစီးတီးအသင်းရဲ့ဝေကွင်းခြေကတည်ငြိမ်မှုကင်းမဲ့နေပေမဲ့ဒုတိယနေရာပြန်လည်ရောက်လာတာကသူတို့အတွက်တွန်းအားဖြစ်စေမှာပါ။ဒါပြင်ဖူအန်ဆိုတာမန်စီးတီးရဲ့ငွေနိုင်ဖြစ်ခဲ့ပြီးနောက်ဆုံးတွေ့ဆုံမှု18ချိန်စလုံးမှာမန်ချက်စတာစီးတီးကအနိုင်ရရှိထားပါတယ်။ကျောပြီးခဲ့တဲ့ပွဲသင်္ဘောတုန်းကမန်ချက်စတာစီးတီးရဲ့တိုက်စစ်ဟာလန်ဂိုးသွင်းခဲ့လို့ရှိရင်ပရီးမီယာလိဂ်သွင်းကိုတရားပြည့်မယ်ဆိုပြီးတော့ကျွန်တော်မန်ချက်စတာစီးတီးကို ယုံစားပြီးတော့ဘော်ဒီထိုးခဲ့တယ်ဗောဗျာလီနပွဲအဲ့ပွဲတော့လွဲခဲ့တယ်ဗောအဒီဘက်မှာတော့ချိန်နေပေါ့ဟန်လန်ရဲ့ twin ကိုပြန်လဲမြင်တွေ့ရမှာလို့ထင်တော့ကြမှာမန်ချက်စတာစီးတီးဘော်ဒီကြိုက်ပါတယ်မန်ချက်စတာစီးတီးနေနဲ့ဒီဘက်မှာအနည်းဆုံး၂၉ပြက်လောက်နဲ့အနိုင်ရမှာလို့ထင်တော့ကြမှာမန်ချက်စတာစီးတီးဘော်ဒီကြိုက်တာပါ Okay နောက်တဲ့တပွဲကတော့မြန်မာဆန်တော်ကြီး2:45မှာရှင်မြိုင်စားမဲ့နယူကာဆယ်အသင်းနဲ့တော်တင်ဟော့စပါရိုရဲ့ပွဲမှာ အဲဒီပွဲလေးကတော့အဆင့်7နဲ့အဆင့်73ဖြစ်နေတဲ့ DRD Champion League ပြိုင်ပွဲဝင်နှစ်သိန်းရဲ့တွေ့ဆုံမှုဖြစ်နေတာပါလက်ရှိမှာနယူကာဆယ်အင်ဂွင်းခြေချန်းကရတက်ရင်မရဖြစ်နေပြီးတော့ပြိုင်ပွဲတော့နောက်ဆုံးအင်ဂွင်း6ပွဲစလုံးကိုအနိုင်ရရှိထားတာပါအဲ့တော့ Rotherham ရဲ့မန်နေတဲ့အင်ဂွင်းခြေစံကိုပိုင်ဆိုင်ထားတဲ့ Newcastle ပေါ့ဗျာဒီနေ့ရာသီမှာပြိုင်ပွဲဆိုနောက်ဆုံး9ပွဲမှ9ပွဲရှုံးနေထားတဲ့စပါးကတော့အကြပ်ပဲရောက်နေပြီးတော့အဝေးကွင်း3ပတ်ဆက်လဲရှုံးပွဲတွေ့ထားပါတယ် ဒါအမေဒီမြောင်းနိုင်ငံကလေးတော်တင်ဩစဘာတင်ဟာနယူကနဲ့နောက်ဆုံးတွစ်ဆုံမှု9ချိန်မှာ6ချိန်ရှုံးထားတာပါအခုကဲအမကနယူကဆယ်အသင်းရဲ့အိမ်ငွေစိတ်ကျင်းပတ်ကွင်းပေါ့ဗျာအခုပေါက်ကြီးကနယူကတဲ့တင်းက1ပလက်90ဆိုတဲ့ပေါက်ကြီးပေါက်ထားပါတယ်အဲ့တော့အင်ရှင်နေရတဲ့တဲ့တော်တင်ဟောစဘာတင်ကိုအ ਨੇ ဆုံးတလုံးအပါနဲ့အနိုင်ရမယ်လို့ထင်တော့ကြောင့်မို့နေယူကာဆယ်ဘော်ဒီကြိုက်ပါတယ်ဒီဘက်မှာနေယူကာဆယ်အနေနဲ့တည်ရလုံးဝမကြိုက်နိုင်ဘူးအနိုင်၃မှတ်ရောက်နိုင်လိမ့်မယ်လို့ထင်တော့ကြောင့်မို့နေယူကာဆယ်ဘော်ဒီကြိုက်ကြပါ โอเคနောက်တဲ့တစ်ပွဲကတော့ဘုံမောင်နဲ့အဘာဒန်တို့ရဲ့ပွဲစဉ်မှာဒီပွဲစဉ်ကတော့ဘုံမောင်တို့ရဲ့အင်ကွင်းမှာရှင်မြိုင်ကလာမှာပါနှစ်သင်းသလုံးကထိတ်ဆုံး၁၀သင်းပြင်မှာကဖြစ်နေတဲ့အဆင့်၁၁နဲ့၁၄ဆိုပေမဲ့သူတို့ဂျာမန်တမတ်တာကွာဟပါပါတယ်အဲဒီထဲမှာဘုံမောင်ကအခုရပြီးအင်ကွင်းဆော်တဲ့အသင်းဖြစ်ပြီးတော့နောက်ဆုံးပရီးမီးယားလိဂ်အင်္ဂွေ9ပွဲစလုံးမှာလည်းမရှုံးခဲ့ပဲနဲ့3ပွဲအနိုင်ရရှိထားပါတယ်။အဲဘာတဲ့ကတော့နောက်ဆုံးဝင်ခွင့်2ပွဲဆက်မရှုံးခဲ့ပေမဲ့အဲ့ဒီအရင်အဝေးကွင်း3ပွဲဆက်ရှုံးခဲ့တာကြောင့် သူတို့ရဲ့အဝေးခွင့်ခြေရမတည်ငြိမ်ပါဘူးဒါပေမဲ့ Everton ဘုံမောင်းနဲ့နောက်ဆုံးတွေ့ဆုံတဲ့ဆက်တွဲမှာကိုးပွဲတော်ရှုံးနေထားပါတယ်အခုပေါက်ကြီးက Ancient ဘုံမောင်းသင်းက level 80ဆိုတဲ့ပေါက်ကြီးပေါက်ပါတယ်အဲ့တော့ဘုံမောင်းသင်းနေနဲ့ Everton သင်းကိုတည်ရကြလို့ရင်80ရှုံးမယ်ပေါ့ဗျာဘုံမောင်းသင်းနေနဲ့အင်ငွေရက်လက်ကောင်းနေတာကြောင့် Everton သင်းကိုမရှုံးနိုင်ဘူးအငငယ်တလုံးကနဲ့အနိုင်ရမယ်လို့ထင်တဲ့ကြောင့်ဘုံမောင်းသင်းဘော်ဒီကြိုက်ပါတယ်ပြီးတော့ Everton ရဲ့ ခန်းစစ်ကအခုနောက်ပိုင်းဒေးဗစ်မိုရယ်လက်ထက်မှာတော်တော်လေးကိုပိုကောင်းလာတာတွေ့ရတယ်။ဒါကြောင့်ဒီပွဲစဉ်ကိုကျွန်တော် body မကသားကျင်တဲ့လူတွေနဲ့နည်း go out ပါကစားဖို့အကြံပြုချင်ပါတယ်။ Okay အားလုံးကံကောင်းကြပါစေ။နောက်ပြီးတော့ပိုင်းမှာပြန်လဲဆုံတွေ့ပါမယ်။